စီရတော့စာရုံးနဲ့ဟုတ်ကဲ့ကုစားအောင်ကုစားအောင်ယူစားပါကုစားတော့ကုစားပါကုလူကုစားတော့ဘလူးကအရင်စားပိုက်စားနေလို့မရစားတော့နဲ့အဲ့ဒါကခုနကကအရင်မိုက်တယ်ဟာရေသူမလေးပဲဖြစ်နေရေသူရေသူရေသူထီးလားဟုတ်တယ်ဟုတ်တယ် production ကလည်းတို့တို့လည်း studio တာလည်းလုပ်ရှင်လို့ကျွန်တော်တို့အကုန်လုံးကဒါအဆိုတော့ဖိုဝန်တာပေါ့ကိုပြောတာပေါ့ဆိုရင်မှဘိုင်းတာရောက်စီရရောက်ပါကျွန်တော်တို့အများကြီးပဲနော်ခုနှစ်ယောက်စားတော့တို့အများကြီးပဲပေါ့စီအေးမုတ်အများကြီးပဲပေါ့စီတော့တို့စားရောင်းနေဟုတ်ကဲ့ကိုစားအောင်ကိုစားအောင်ယူစားပါကိုစားတော့ကိုစားပါကိုလူကိုစားတော့ဘလူးရဲ့အရင်စားတော့ပိုက်စားနေတယ်ပေါ့မင်းရစားတော့လည်းအဲ့ဒီခုနကဘာအရင်မိုက်တယ် အများကြီးလည်းတွေ့ရတယ်မေဆိုလည်းရမ်းပျော်နေညီလေးလည်းရမ်းပျော်နေပျော်ရဲ့နှစ်ယောက်လုံးက first experience ဆိုတော့လေတရားရင်ခုဒါအစားဆိုအကိုအကိုပြောတယ်ဗျမဟုတ်ကြည့်ဖို့အစီအစဉ်မရှိပရိသတ်တွေကအားပေးကြမ်းတော့အရန်ချစ်ဖို့ကောင်းတယ်ကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ပေါ့လေတို့တို့ပြန်စဉ်းစားပြီးတော့ကျွန်တော်လေးရစီစဉ်ပြရပါတော့မနေ့ကညနေမှာနော်ဒီစီစဉ်ကပြရတာဒီလိုလုပ်မယ်ဆိုရင်ဥစ္စာပြရတော့အဲ့ဒါနဲ့ရောအဲ့တော့ကောလုံးကတော့တူဖေးဆိုကော့စ်ဖေးဆိုတော့ကြောင်ညာရပါပဲဒါပေမဲ့ဒီလိုမျိုးကောလုံးလာပေးတဲ့အတွက်လည်းအကုန်လုံးအရန်ကျေးဇူးတင်ပါတယ်လို့ ကိုဗစ်ကတော့ကြောစရာရှိတယ်။ဝင်းလီကလည်းအရန်ကိုလှထားဒီစားတယ်။ဟုတ်တယ်။ဘာလို့မလှတော့ဘူး။ဘယ်လိုလဲအဲရေသူမလေးလည်းဖြစ်နေတယ်။ကျေသူကျေသူထီးလားဟုတ်တယ်ဟုတ်တယ်ဟာမမ်မန်လေးလည်းဖြစ်နေရဲ့ပြီးတော့ဇက်ချိုးတဲ့ item တွေကအရင်ကတော့ချမ်းလိုက်อืม မထင်သားပဲနဲ့အဲ့လိုမျိုးအရန်အားပေးကြတဲ့အတွက်ကြောင့်မလို့အလှကလေးလုပ်မယ်ဆိုပြီးတိုင်ပင်လိုက်တယ်ဟိုယုံထဲကိုဝင်တဲ့သူတွေအေးဆေးယုံဟိုဟာရုပ်ရှင်ကြည့်ရင်လည်းစားလို့ရဖို့အတွက်ပေါက်စီနဲ့အေးအေးအဲပြီးတော့အပြင်ကအပြင်မှာလာရှိပြီးသားပြိသက်တွေတော့ကိုအဲပါမုံနဲ့အေးအေးဆိုပြီးတော့ကျွန်တော်တို့လူရောက်ထောင်စာပေါ့ကျွန်တော်တို့ log in ဖွဲ့သားတွေလာရောက်ပြူတာပါခင်ဗျဟုတ်ကဲ့အမှန်တမ်းပြောရရင်ကျွန်တော်ဒီလိုင်သားဝစီယာယုံလေးကိုကျွန်တော်တော်တော်လွမ်းနေရပါတော့เนาะကျွန်တော်ငငယ်ရဒီမှာဂျုံဆိုတဲ့ လိုင်းသားရမှာခွေဆိုင်ငားဆိုင်မှာအလုတ်လုတ်ခဲ့ဘူးတယ်ပေါ့နော်ကျွန်တော်အဖေရောအလုတ်လုတ်ခဲ့ဘူးဒီလိုင်းသားရလိုင်းသားဝစီရငငယ်တော့တော့ရောက်ဘူးတယ်ဒါပေမဲ့အခုမရောက်တာ20ရှိပြီ20ရှိပြီဆိုတော့အခုဒီလိုင်းသားဝစီရုံရောက်တဲ့ချိန်မှာအဲကိုကိုပြန်ငယ်သွားတယ်လို့ပဲခံစားရတယ်အဲ့ချိန်မှာဒီလိုမျိုးလဲပြစ်သက်တွေအများကြီးနဲ့တွေ့ရတော့ရှင်ထဲမှာဟိုတော်တော်ဝမ်းသာပါတယ်ကျွန်တော်ဘဝအတွက်ဒါလုံးဝအမှတ်တရဖြစ်နေမဲ့နေလေးပါပဲခင်ဗျာဘဝကိုပါထူးတယ်ဘာများကောင်းတာရှိငငယ်ချင်း အဓိကတော့ကျွန်တော် character အဲ့လိုမျိုးရိုက်ပေါက်ဆိုတဲ့ပုံစံနဲ့ကျွန်တော်အရှိမဖြေခဲ့သလိုအဲ့လိုစပန်နေနဲ့အဲ့လိုမျိုးဟိုကကြိုးကကြောင်နေနဲ့ဟိုကိုဗေနာမှာရည်သားတယောက်ကိုအဲ့လိုမျိုးမျက်စိနှောက်လုံနေတဲ့ကောင်လေးဆိုတော့အဲ့လိုမျိုးဆိုတော့ပြည်သက်တရားဟိုရိုက်ပေါက်ပုံစံကိုရိုက်ချင်တဲ့ကောင်နေဆိုပြီးတော့သဘောကျကြတာပါဟုတ်ကဲ့ခင်ဗျဟုတ်ဒေါက်ကရန်ကိုအခုလိုအများကြီးအားပေးကြအတွက်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းအများကြီးအများကြီးဟိုကျွန်တော်ကြိုးစားပါအောင်မယ်အခုလိုမျိုးတကယ်ကိုမထင်တာလောက်အောင်အားပေးရအတွက်ကျွန်တော်တယောက်ချင်းတည်တံကိုအရန်ကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်အများကြီးကြိုးစားပါမယ်